မိဘုံလွှတ်တာကုသိုလ်ရပါသလားဖခင်မသိလို့ပါတဲ့မိဘုံလွှတ်တဲ့အတိတ်ပဲကိုသိပြီးမိဘုံလွှတ်မယ်ဆိုရင်ကုသိုလ်ရပါတယ်မိဘုံလွှတ်တယ်ဆိုတာမြမပြေမှာရှိတဲ့ဒုဒ္ဒစီဒီနဲ့နတ်ပြေမှာရှိတဲ့သုလာမဏိစီဒီကိုရည်မှန်းပြီးပူဇော်တဲ့အနေနဲ့လွှတ်တာပါအဲ့ဒီအတိတ်ပဲကိုမသိလေတော့နှစ်ပေါင်းများစွာကြာညောင်းလာတဲ့အခါမှာ မိဘုံလွတ်တာကိုရိုးရဒလေးတစ်ခုအနေနဲ့အပျော်လွတ်တဲ့သဘောမျိုးထင်လာကြပါတယ်။တကယ်တော့မိဘုံလွတ်တယ်ဆိုတာဟာအပျော်လွတ်တာမဟုတ်ပါဘူး။ဖယားရှင်ကိုပူဇော်တဲ့အနေနဲ့လွတ်တာပါ။ဒါကြောင့်မိဘုံလွတ်ရတဲ့အတိတ်ပဲကိုတည်ပြီးတော့မိဘုံလွတ်မယ်ဆိုရင်ကုသိုလ်ရပါတယ်။အရှင်ဖယားမေးလျှောက်ခွင့်ပြုပါဖယား။ဖယားမှာဌာပနာရွှေတွေလှူရင်တည်သွားရင်တိုက်ဆောင်ဖြစ်တယ်ဆိုတာဟုတ်ပါသလားဖယား။ ရှင်းကြားပြတော်မူပါဗျာတဲ့တိုက်ဆောင်တို့ဥစ္စာဆောင်တို့ဆိုတာကကြားကောင်းအောင်သုံးတဲ့အသုံးနှုန်းတွေပါနော်တကယ်တော့ပြိတ္တာတွေဖြစ်ပါတယ်ပြိတ္တာဖြစ်တယ်ဆိုတာက အပေကြသွားတာပါရေနလောဘိနဒုဋ္ဌာတိတတ္တာကိစ္ဆန္တိဒုက္ခဒိန်တဲ့လောဘတရားနှိမ့်ဆက်တဲ့ပုဂ္ဂိုလ်တွေဟာအပေလေးပါးတို့ကြားရောက်ရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ဥစ္စာဆောင်တိုက်ဆောင်အဖြစ်နဲ့ပြိတ္တာဖြစ်ပြီးအပေကြရခြင်းအကြောင်းရင်းဟာ ဖះကိုရွှေငွေဌာပနာတွေလှူလို့မဟုတ်ပါဘူးเนาะအဲ့ဒီရွှေငွေဌာပနာတွေအပေါ်မှာဆွဲလန်းနေတဲ့လောဘကြောင့်ဖြစ်ပါတယ်လောဘရှိနေသေးတဲ့၍ဘာကိုပဲဆွဲလန်းဆွဲလန်းအပယ်လေးပါးကိုကြာရောက်နေအောင်မှာဖြစ်ပါတယ်တပည့်တော်မေးတာအကျဉ်အရေးများလာပါသည်ဖះနတ်တွေကို ပူဇော်တင်လာဖះတဲ့အဘိဟာနိယတရား9ပါးထဲမှာမြို့တွင်းမြို့ပြင်ရှိနတ်ကုန်းတွေကို ယုတ်သေးလေးမြတ်စွာ ပူဇော်ခြင်းတရားနဲ့အညီဗလိနတ်စာတင်ခြင်းတွေပြုလုပ်ရမယ်လို့ဖျားဟောရှိတာကြောင့်ပါမန်ဒါနပြုတဲ့အနေဖြင့်ဗလိနတ်စာတင်ပြီးပူဇော်တာမျိုးကတော့ပူဇော်ကောင်းပါတယ်ယရနာ၃ပါးကဲ့သို့အလေးထားပြီးအိုးွယ်စည်းကတ်တဲ့အနေနဲ့ကတော့မပူဇော်ကောင်းပါဘူးယရနာ၃ပါးကဲ့သို့အလေးထားပြီးအိုးွယ်စည်းကတ်တဲ့သဘောမျိုးဖြင့်ပူဇော်မယ်ဆိုရင်တရဏဂုံပြတ်တတ်တာကြောင့်အပြည့်ရှိနိုင်ပါတယ် ဒါကြောင့်ပါမန်ရိုးရဓလေအနေဖြင့်ပူဇော်တာကတော့ပူဇော်ကောင်းပါလေ။တပည့်တော်မေးလျှောက်တာနှစ်ကြိမ်ရှိပါပြီ။ဖြေချာပေးတော်မူပါဖရာ။အိမ်ဖရာမှာတိတိစွမ်းကိုညံ့နေကတ်ကောင်းလားဖရာ။ဘယ်အချိန်ကတ်တင်ပြီးဘယ်အချိန်စွန့်တင်ပါသလဲဖရာတဲ့။ညံ့နေပိုင်းမှာဖရာရှင်ကိုတိတိဝလံတွေမကတ်ကောင်းပါဘူးနော်။ ။ဘာကြောင့်ညနေပိုင်းမှာဖះရှင်ကိုတည်တီးဝလံတွေမကတ်ကောင်းရတာလဲဆိုရင်တည်တီးဝလံတွေဟာယာဝကာလီက ခဲဝဲထဲမှာပါဝင်နေတာကြောင့်၁၂နာရီကျော်လို့မွန်လွဲသွားပြီဆိုရင်တည်တီးဝလံတွေဟာဖះရှင်နဲ့မအဆက်တော့ပါဘူး။ဘယ်အချိန်မှကတ်တင်ပြီးဘယ်အချိန်မှဆွန့်ရမလဲဆိုရင် အာယုံတက်တဲ့အချိန်ကနေစပြီး၁၂နာရီထိုးတဲ့အထိကတ်ထားလို့ရပါတယ်၁၂နာရီကြောပြီဆိုရင်တော့ မောလဲသွားပြီ ဖြစ်တဲ့အတွက်စွန့်ရမှာဖြစ်ပါတယ်ကတ်တဲ့အခါမှာလည်းပဲတည်တီးဝလံတွေကိုဒီတိုင်းမကတ်ဖဲနဲ့တည်တီးချာချာခွဲချမ်းစိတ်ဖြာပြီးမှကတ်ပါလို့ပြောကြင်ပါတယ်အရှင်ဖယားငါးပါးတီလာတွင်ဘယ်အရာကအပြစ်ပိုကြီးပါသလဲဘာကြောင့်ပါလဲမေတ္တာရှိထားဖြေချားပေးတော်မူပါဖယားတဲ့အံပါလက်ထိကရာဟုလောဝါဒတုံမှာမြတ်စွာဘုရားကချက်သားရာဟုလား မူသားစကားဆိုရင်ရေစရာတောင်မပြောပါနဲ့မူသားစကားပြောတဲ့သူတွေဟာသူတို့မပြူရဲတဲ့အကုသို့ဟူ၍မရှိချေမှောက်ထားသောခွက်၌ရေတစက်မှမကြံတကဲ့သို့မူသားစကားပြောတဲ့သူရဲ့တန်တံမှာလည်းပဲကောင်းမြတ်တဲ့အရေးအချင်းဟူ၍မရှိချေလို့ဟောကြားတော်မူပါれမြတ်စွာဘုရားဤဒေသနာတော်ကိုထောက်ဆ၍ဖြေရမယ်ဆိုရင်မူတာဝါဒအပြစ်သည်အကြီးမားဆုံးထင်ရှားနေပါသဖြင့် ဘာဘာတီလာထဲမှာမုဒါဝါဒအပြစ်ကသာအကြီးဆုံးဖြစ်ပါတယ်။အရှင်ဖယမနဲ့အိယာထခြင်းယရနာ၃ပါးတရဏဂုံကိုရွတ်ဆိုရင်ငရဲကြီးပါသလားဖယမျက်နာမသိပဲဆိုရင်ငရဲကြီးတယ်ပြောလို့ပါဖယဗီဒီယိုလေးနဲ့ပြန်ဖြေပေးပါဖယတဲ့မနဲ့အိယာထားတဲ့အခါမှာမျက်နာမသိပဲနဲ့တရဏဂုံ၃ပါးကိုရွတ်ဆိုရင်ငရဲကြီးတယ်လို့တော့ ဖျားဟောမှာမရှိပါဘူးเนาะတရဏဂုံဆိုတာကလေဘယ်အချိန်ပဲရွတ်ရွတ်ရွတ်တဲ့သူကို ကုသိုလ်ဖြစ်စေပါတယ်သို့တော်လည်းပဲဖျားရှင်လက်ထက်တော်အခါကသောတာပန်ဖြစ်တဲ့အနာထပိန်တထေးကြီးဟာနန္နမိုးတောက်အလင်းရောက်လို့အိယာက ထားတဲ့အခါမှာမျက်နာတက်သွားတိုက်ခြေလက်တွေကိုတန့်စင်စေကြောပြီးမှသာမြတ်စွာဘုရားဤဂုံတော်တွေကိုတီကျူးရွတ်ဆို၍ပူဇော်တယ်လို့ဆိုပါတယ် ဒါကြောင့်မနက်အိယာထားတဲ့အခါမှာမျက်နာမသိဘဲတရဏဂုံ၃ပါးကိုရွတ်ဆိုခြင်းဟာငရဲမကြီးတော်လဲပဲရှေးရှေသောအရိယာသူတော်ကောင်းတို့ဤကောင်းမြတ်သောအကျင့်ကိုအတုလိုက်သောအဖြစ်မျက်နာသိသွားတိုက်ခြေလက်တန့်စင်စေကြောပြီးမှတရဏဂုံရွတ်ဆိုခြင်းဟာပို၍ကောင်းမြတ်တယ်လို့ပြောခြင်းပါတယ်အရှင်ဖေယကိုကိုကိုတတ်သေးရင်အဖန်905ကဘာဆိုတာ ဟုတ်ပါသလားဖေယတဲ့ ကိုကိုကိုတက်သေးရင် အဖန်905ကဘာခံစားရတယ်ဆိုတာကဖျားဟောစကားမဟုတ်ပါဘူးเนาะအရက်သေးကသူပြောကိုပြော စကားတွေသာဖြစ်ပါတယ်ဒါဖြစ်ရင်လူအချို့ဟာဘာကြောင့်မိမိကိုကိုတက်သေးရတာလဲလို့နေးစရာအကြောင်းရှိလာပါတယ်မိမိကိုကိုတက်သေးရခြင်း အကြောင်းရင်းဟာပါဏာတိပါဒကံကြောင့်ဖြစ်ပါတယ်ပါဏာတိပါဒကံကိုကျူးလွန်တဲ့သူတွေဟာ ခန္ဓာကိုယ်အင်္ဂါချွတ်တဲ့ခြင်းရုပ်အစင်းအင်္ဂါမှလှပခြင်းအာအင်ချိနေခြင်းလျင်မြန်ဖြက်လက်မှုမရှိခြင်းသူတပားတက်ဖြက်ခြင်းကြောင့်အသက်တေရခြင်းသူတပားတို့ကမတက်ဖြက်တော်လည်းပဲမိမိကိုယ်ကိုမိမိပြန်လဲတက်ဖြက်၍အသက်တူရခြင်းအနာယောဂါကြောင့်အသက်တူရခြင်းအချွေရန်ပျက်စီးခြင်းစတဲ့မကောင်းသောဆူကျိုးတွေကိုခံစားရပါတယ်လက်ရှိပစ္စုပန်မှာကိုယ်ကိုယ်ကိုတက်တည်တဲ့သူတွေဟာ အပေါ်ယံအနေဖြင့်အခြားအကြောင်းပြချက်တွေများစွာရှိပေမဲ့အရင်စစ်ကြည့်လိုက်မယ်ဆိုရင်ဘဝတစ်ခုခုက ပြုခဲ့တဲ့ပါဏာတိပါဒကံရဲ့စိုးကျိုးကြောင့်သာဖြစ်ပါတယ်။ဒါကြောင့်မိမိကိုယ်ကိုမိမိတတ်သိရင် အဖန်905ကဘာခံစားရတယ်ဆိုတာဟာဖျားဟောမဟုတ်ပါဘူး။ပါဏာတိပါဒကံရဲ့စိုးကျိုးကြောင့်သာဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖျားမိမမယူရင် အကုသို့ဖြစ်ပါသလားဖရာတဲ့ကြံကြံဖန်ဖန်လေးမိကြတယ်ဗျာနော်မိမမอยู่တိုင်းသာအကုသို့ဖြစ်ရမယ်ဆိုရင်ဘုန်းကြီးတွေအကုသို့ဖြစ်ကုန်ပြီဗောတခါရဲ့မြတ်စွာဘုရားကလူတယောက်ကိုအကုသို့ဖြစ်တယ်မဖြစ်ဘူးဆိုတာဘာနဲ့တိုင်းတယ်လဲဆိုရင်ဒုသရိုက်မှုနဲ့တိုင်းပါတယ်ဒုသရိုက်မှုကိုကျူးလွန်မယ်ဆိုရင်အကုသို့ဖြစ်ပါတယ်နော် မိမယူခြင်းမယူခြင်းနဲ့လုံးဝမသက်ဆိုင်ပါဘူး။နမောတတမြန်မာလိုပြန်ပေးတော်မူပါအရှင်ဖရာ။အစာအဆုံးစလုံးပေါင်းမှားရင်ခွင့်လွတ်ပါဖရာတဲ့။နမောတတဂါထာသည်ဘဂဝါဂုံတော်ရဲ့အရဟံဂုံတော်ရဲ့သမ္မာသမ္ဗုဒ္ဓဂုံတော်ရဲ့ဟုဂုံတော်၃မျိုးပါဝင်တဲ့ဂါထာဖြစ်ပါတယ်။နမောတတဂါထာကိုမြန်မာမှာပြန်ပြီး နမောတတဂါထာရွတ်ဆိုပုံကိုပြောပြခြင်းပါတယ်။တချို့ကနမောတတဘဂဝါတော်အရဟတော်တာမာတံဘုဒ္ဓတာဟု နမောတတဂါထာကို လေးပရခွဲပြီးရွတ်ဆိုနေကြပါတယ်။အဲ့ဒီလိုရွတ်ဆိုတာဟာမှားပါတယ်။တန်ယုတ်တနိကေအာဂန္ဓဝတ်ဒနေစာယီတုတ်အဖွင့်တီကမှာနမောတတဂါထာသည်နမောတတဘဂဝါတော်အရဟတော် တမ္မာတံဘုဒ္ဓတာဟုငါပရခွဲ၍ရွတ်ဆိုရသောဂါထာဖြစ်တာကြောင့်နမောတတဂါထာသည်အေဝံပင်စာပရိကဂါထာဖြစ်တယ်ဟုဖွင့်ဆိုထားပါတယ်။ဒါကြောင့်နမောတတဂါထာကိုရွတ်ဆိုတဲ့အခါမှာနမောတတဘဂဝတောအရဟတောတမ္မာတံဘုဒ္ဓတာဟုရွတ်ဆိုရမှာဖြစ်ပါတယ်။နမောတတမြန်မာပြန်ကားတော့ဘဂဝတော် ဘုံတော်ကြီးတော်မူသောအရဟတော်ပူဇော်အထူးကိုခံယူတော်မူထိုက်သောသမ္မာသမ္ဗုဒ္ဓတ္တတရားအလုံးစုံကို ကိုတော်တိုင်သိတော်မူထသောတတ္တထိုမြတ်စွာဘုရားအားနမောရှ िख ိုးပါ၏လို့ဖြစ်ပါတယ်ဖုံဖုံဘုရားတပည့်တော်ကခရိယံပါငရေပြည်နတ်ပြည်ဆိုတာဘယ်သူလောက်တာလဲတဘာဝအတိုင်းဖြစ်တာလားတဲ့ တဘာဝတိုင်းဖြစ်တာမဟုတ်ပါဘူးလှုပ်တဲ့သူရှိလို့ဖြစ်ပေါ်လာတာပါနားလေအောင်ဥပမာနဲ့ပြောရမယ်ဆိုရင်ကဘာဦးစကားစလူတွေဟာအပြစ်မလုပ်ကြတဲ့အတွက် သူတို့ကိုအပြစ်ပေးပြီးထောင်ချခြင်းဆိုတာ မရှိပါဘူးနောက်ပိုင်းလူတွေဟာအကျင့်တရားတွေပြပြလာပြီးအပြစ်လုပ်လာကြတဲ့အတွက်သူတို့ကို ထောင်ချပြီးအပြစ်ပေးခြင်းဆိုတာတွေပေါ်ပေါက်လာပါတယ်အဲ့ဒီလူတွေပေါ်ပေါက်လာရတဲ့အကြောင်းရင်းဟာလူတွေအပြစ်လုပ်လို့ပေါ်ပေါက်လာရတာဖြစ်ပါတယ် ဲ့ဒီဥပမာတိုင်းပါပဲငရဲပြည်တွေနတ်ပြည်တွေဆိုတာ လူတွေပြုတ်လုထားတဲ့အကြောင်းတရားကောင်းမှု မကောင်းမှုတို့ကြောင့်ပေါ်ပေါက်လာသော အကျိုးတရားတွေသာဖြစ်ပါတယ်